ရန်ကုန်မြို့ရဲ့ဆူညင်ပွက်လောလိုက်နေတဲ့လမ်းတွေကြားမှာမိသက်ဆိုတဲ့ကောင်မလေးတယောက်နေထိုင်နေမိသက်ကအသက်နှစ်ဆိပ်ငန်းနှစ်အရွယ်တပ်ပုံဆရာမလေးတယောက်သူ့ရဲ့ဝါဒနာကရန်ကုန်မြို့ကနားမှာနေဝင်ချင်းရဲ့ရောင်ပြရိတ်တွေကိုကင်မရာနဲ့ဖမ်းယူတာဒါပေမဲ့မိသက်မှာထူးဆန်းတဲ့ရှိုးဝတ်ချက်တစ်ခုရှိတယ်။သူ့ရဲ့တပ်ပုံတွေထဲမှာတခါတလေလူတွေမမြင်နိုင်တဲ့အရေးတစ်ခုပါလာတတ်တဲ့အဲ့ဒီရိတ်ဟာလူပုံစံမျိုးရှိပြီးမိသက်ကိုစိတ်ဝင်စားစွာစောင့်ကြည့်နေသလိုခံစားရတဲ့တစ်ဖက်မှာတော့ ကောင်းထက်ဆိုတဲ့လူငယ်တယောက်ရှိတဲ့သူကရန်ကုန်မြေကမ်းနားမှာလေတမားလုပ်တဲ့အသက်28နှစ်အရွယ်ကောင်လေးကောင်းထက်ကရိုးသားပြီးအေဂျင့်နဲ့ဘဝကိုနှစ်သက်သူထားပေမဲ့သူ့မှာလည်းထူးဆန်းတဲ့အတွေ့အကြုံတစ်ခုရှိခဲ့တယ်သူလေပေါ်မှာတယောက်တည်းအလုံးလုံးနေတဲ့ချိန်တိုင်းသူ့နားမှာတစုံတယောက်ရှိနေတယ်လို့ခံစားရပြီးတခါတလေမြေရဲထဲမှာသူ့အရင်နဲ့မတူတဲ့အရေးတစ်ခုကိုမြင်တွေ့ခဲ့တယ် တနေ့မှမိတဟာရန်ကုန်မြကနားမှာတပ်ပုံရိုက်နေကောင်းထက်ရဲ့လေကိုမတော်တဆမြင်လိုက်တဲ့လေပေါ်မှာရက်နေတဲ့ကောင်းထက်ရဲ့ပုံရိပ်ကိုခင်မရနဲ့ဖမ်းယူလိုက်တဲ့အခါထူးဆန်းတဲ့အရေးတစ်ခုသူ့နောက်မှာထင်ထလာခဲ့တဲ့မိတအန်နသွားပြီးကောင်းထက်ကိုအော်ခေါ်ကာတပ်ပုံကိုပြလိုက်တယ်။ဒါပါလဲဟင်မင်းနောက်ကဒီရိပ်ကဘယ်ကလာရလဲလို့မေးလိုက်တဲ့ကောင်းထက်ကတပ်ပုံကိုကြည့်ပြီးမျက်လုံးဝိုင်းသားနဲ့ဒါညာလဲမကြာခန့်မြင်ဖူးတယ်ဒါပေမဲ့ဘသူမှမယုံလို့ဘသူကမှမပြောဘူးလို့ဖြေတယ်ဒီလိုနဲ့နှစ်ယောက်သားစကားစပြောဖြစ်ပြီး တို့ရဲ့ထူးဆန်းတဲ့အတွေ့အကြုံတွေကိုမျှဝေကြတယ်။မေတ္တကကောင်းထက်ရဲ့ယောသားမှုကိုသဘောကျသွားပြီးကောင်းထက်ကလည်းမေတ္တရဲ့စူးစမ်းခြင်းစိတ်နဲ့ရဲတင်းမှုကိုချစ်မိသွားတယ်။ရဲတွေ့ကြလာတော့မေတ္တဟာကောင်းထက်ရဲ့လေပေါ်မှာတပ်ပုံရိုက်ဖို့လိုက်လာတတ်တဲ့နေရောက်သားမြည်ရည်ပြင်ပေါ်မှာအချိန်ကုန်ရင်းတယောက်နဲ့တယောက်ချစ်မိသွားကြတယ်။ဒါပေမဲ့ထူးဆန်းတဲ့အရေးဟာသူတို့နှစ်ယောက်အတူရှိတဲ့အခါတိုင်းပို့ပြီးထင်ရှားလာတဲ့တညမာမေတ္တကကောင်းထက်ကိုဒီရိတ်ကဘာလဲဆိုတာမရောရှာကြည့်ကြရအောင် လို့အကြံပေးတယ်သူတို့မိကန်းနာမှာနှဆိုင်တဲ့ကူတစ်ခုကိုရှာပြေးပြီးအထဲကိုဝင်ကြည့်ကြတယ်ကူထဲမှာရှေးဟောင်းကြောက်စာတစ်ခုရှိနေပြီးအဲ့ဒီမှာရေးထားတာကမိရဲ့နှလုံးသားကိုစောင်းလျှောက်သူနဲ့ဦးဟာချက်ချင်းဖြစ်ပေါင်းစည်းတော့ခါရောင်ပြန်ရိတ်ဟာသူတို့ကိုကောင်းချီးပေးလိမ့်မယ်ဆိုတဲ့စာသားမိတဲ့နဲ့ကောင်းထက်ကဒီစာကိုဖတ်ပြီးတယောက်ကိုတယောက်ကြည့်လိုက်ကြတယ် အဲ့ဒီနောက်သူတို့ကူကထွက်လာတဲ့အခါမြေရေပြင်ပေါ်မှာသူတို့နှစ်ယောက်ရဲ့အရေးတွေပေါင်းစည်းပြီးတခုတည်းဖြစ်သွားတာကိုတွေ့လိုက်ရတဲ့အဲ့ဒီရိတ်ဟာရုတ်တရက်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးမြေတလျှောက်ထွန်းလင်းသွားတယ်။မေတ္တနဲ့ကောင်းထက်ကဒါဟာသူတို့ရဲ့ချစ်ချင်းကိုမြေရေဝိညာဉ်ကအတိအမှတ်ပြုပေးတာလို့ယုံကြည်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမေတ္တရဲ့ဓာတ်ပုံတွေထဲမှာထူးဆန်းတဲ့အရေးတွေမပါတော့ဘူးကောင်းထက်လည်းမြေပေါ်မှာတယောက်တည်းအလုံးလုံးတဲ့အခါအထီးကျမခံစားရတော့ဘူး။သူတို့နှစ်ယောက်အထူးတူမြေကမ်းနားမှာဘဝကိုတိဆောက်ခဲ့ကြပြီး မေတ္တရဲ့ခင်မရဲမှာအမြဲတမ်းညိုက်ကူးခံရတာကကောင်းထက်ရဲ့ပြုံးနေတဲ့မျက်နှာပဲဖြစ်ခဲ့တယ်။သူတို့ရဲ့ချစ်ချင်းဟာမိရဲ့ရောင်ပြန်ရိတ်လိုထာဝရတည်မြဲနေခဲ့တယ်။